အတန်တင်ထားတဲ့ဟာကိုကျွန်တော်စာပြောင်းမှုတော့ကဒီမှာ task ကိုနှိပ်လိုက်နှိပ်ပြီးရင်ပြောနေတဲ့ဟာတွေကိုခဏနေကြရင်မြန်မာလိုရေးပြပါဒါကအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် channel က viewer တွေစိတ်ဝင်စားနေကြတဲ့ Redmi Note 14 Pro Plus Global Version လေးကို unboxing လုပ်ပြီးတော့ကျွန်တော် Z ရဲ့ပုံစံတိုင်းအသေးစိတ်ရှင်းပြပေးထားပါဗျာ ရီဂက်အနေနဲ့တော့ကျွန်တော်ဒီကောက်ကိုအများကြီးပြောစရာမရှိဘူးဗီဒီယိုလုတ်ပေးထားတယ်ကြည့်ကျင်တဲ့လူတွေကဒီမဲ့ကျွန်တော်ကြည့်လို့ရအောင်ဒီဘက် YouTube မှာဆိုလင့်လေးထည့်ပေးထားပါမယ် Facebook ကကြည့်ရတဲ့လူဆိုရင် comment မှာ first comment မှာအဲ့ဒီ recap video လင့်လေးကျွန်တော်တို့ comment ပေးပေးထားလိုက်မယ်ပေါ့เนาะအော်တကယ်တမ်းဒီ Note 14 Pro Plus ကိုကျွန်တော်တို့စမ်းပြီးတဲ့အချိန်မှာသူ့ရဲ့အဓိကကောင်းတဲ့အချက်က AI feature လို့ပြောအောင်ပေါ့เนาะ Xiaomi Advanced AI အကောင်လုံးမြန်မာလိုသုံးလို့ရတယ် AI interpreter ပေါ့နော် AI interpreter ဆိုတာကဖုန်းခေါ်နေရင်လည်းအဲကိုကမြန်မာလိုပြောမယ်ဟိုဘက်ကအင်္ဂလိပ်လိုပြန်ပြောပြီးတာဟိုဘက်ကအင်္ဂလိပ်လိုပြောတာကိုမြန်မာလိုပြန်ပြောင်းပြီးတော့ဟိုစာတန်ထိုးပေးတာမျိုးတွေအားလုံးကိုဒီကောက်မှာလုပ်လို့ရတယ်အထူးသဖြင့်တော့ Xiaomi 14ဒီမှာ ပါဝင်တဲ့ AI service အားလုံးက Note 14 Pro Plus မှာပါဝင်လာပြီး ဒီ AI service တွေနဲ့ပတ်သက်ပြီးတော့နောက်မှာကျွန်တော် segment ထည့်ထားတယ်အဲ့တော့ဒီကောင်းတွေဟိုတုံးရတဲ့ feature တွေကဘာတွေတော့အဲ့မှာအသေးစိတ်ကြည့်သွားလိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးမြန်မာဘာသာစကားပါဝင်အခြားဘာသာစကား24မျိုးကိုမြန်မာကနေပြီးတော့ translate လုပ်ပြီးတော့အကုန်သုံးလို့ရတယ်။နောက်ဒီ AI record ပေါ့နော် record မှာဆိုရင်လည်းသူ AI နဲ့ transcribe လုပ်လို့ရတယ်။ကိုပြောထားတဲ့စကားတွေကိုပြန်ပြီးတော့ text ပုံစံပြောင်းပေးတာမျိုး note ထဲမှာဆိုလည်းဒီ feature တွေအကုန် သုံးလို့ရပါတယ်ပုံမှန်ပါနေကြဒီ gallery ထဲမှာဓာတ်ပုံပြင်တဲ့နေရာမှာ AI eraser တို့ AI expand တို့နောက်ပြီးရင်သူ့ရဲ့ video editing မှာပါပေါ့နော် editing software မှာပါကျွန်တော်တို့ AI နဲ့ edit ဆက်ပြီးတဲ့ပုံစံမျိုးကိုပါဒီ Note 14 Pro Plus မှာ global version မှာတုံးလို့ရတယ်ပေါ့ဗျာအဓိကမိုက်တာကဒီ Note 14 Pro Plus global version ကိုပဲဝယ်ဝယ် Note 14 series တစ်ခုလုံးပေါ့နော် Note 14 Note 14 Pro 4G Note 14 Pro Plus 5G ဒါတွေကိုဝယ်တယ်ဟိဆိုရင်အမြန်မာ official အလုံးဒီအမကန်နှစ်နှစ်ရတာတော့အပူကောင်းလာတယ်အချက်အဲ display wise အနေနဲ့ကျွန်တော်တို့နောက်မှာစမ်းကြည့်ရဲ့အနေထား multimedia ခံစားဖို့အတွက်သူ့ရဲ့ display ရောရုပ်ထွက်အတန်ကောကတော်တော်အဆင်ပြေပြီးတော့ဒီသေးတဲ့မှာတော်တော်ကောင်းနေတယ်ထင်ပါ ပါတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။အဲကင်မရာဘိုင်းအနေထားကတော့ portrait ပုံနေလေမိုက်ပါတယ်။အသေးစိတ်အချက်လက်အားလုံးကတော့ကျွန်တော်တို့အနောက်မှာသွားကြည့်လိုက်ပါ။ဟိုဒီနေရာမှာဟိုဗီဒီယိုကြီးတစ်ခုလုံး recap ဗီဒီယိုတစ်ခုလုံးသွားမကြည့်ရင်တဲ့သူတွေကဝိတ်ရှော့သွားတာနှစ်နေရာရှိမှာပေါ့နော်။နှစ်နေရာမြင်တာဒါဘာလို့ဆိုတော့ battery က9130 mAh ပဲပါတော့တယ်။ကျွန်တော် China လို6200နဲ့လာမှာမဟုတ်ဘူး။ကင်မရာ telephoto lens ဖြုတ်သွားတာ ဒါလုံးဝဝေးလျှော့သွားတာပေါ့ကောင်းတာကတော့အဓိကတော့ AI AI မြန်မာလိုသုံးကျင်တဲ့သူတွေအတွက်ကဒီကောင်းမှာလုံးဝ perfect ဖြစ်ပြီးတော့ဒီကျွန်တော်အာသွင်းစနစ်မှာဆိုရင်လည်း121နဲ့အာသွင်းလို့ရတာအဲ့တော့အဲဒီကောင်းရဲ့မြင်သာတိသာတဲ့တိုးတက်တဲ့အချက်တွေဖြစ်ပါလေအဲ့တော့နောက်မှာဒီဒီစံထားတဲ့ဟာတွေကိုတွက်ကြည့်လိုက်ပါအောင်ဗျာ Redmi Note 14 Pro Plus 5G version ရဲ့ official global အလုံးပါမြန်မာပြည်မှာတော့ကျွန်တော်နှစ်နှစ် warranty နဲ့ဝယ်ယူရရှိနိုင်မှာပါ1512 gig ရဲ့ဈေးနှုန်းကတော့18သိန်းခွဲဝင်ချင်ပါဘူးပုံစံဒီဇိုင်းအသားနာတော့မြင်နေပိုင်းကျွန်တော်တို့ဘဲပင်ပေါက်ပါညာမပါတော့ဒီဘက်မှာ Note 14 Pro Plus 5G with your favorite Google S ပါမယ်ပြီးရင်ဒီမဲ့ power bank Xiaomi Hyper OS ဆိုပြီးတော့ရေးထားတယ်เนาะအဲ့တော့ကျွန်တော်တို့ဖွင့်ကြည့်လိုက်ရအောင်ပါ ဘာတွေပါလဲ same ejector user guide ပါမယ် warranty card ပါမယ်ပုံမှန်ပါနေကြကျွန်တော်တို့ silicon အကြည်စား cover tpu အပြော့အမဲလေးပါပါတယ်ဒါကတော့ကျွန်တော် redmi note 14 pro plus ပါခဏနေမှကြည့်ပါမယ်။ Type C Joe 120W charging ကောင်းလေးပါပါမယ်။ Power နဲ့ Hardware specification တွေကိုဒီမှာအသေးစိတ်ရေးပေးထားတယ်ပေါ့နော်။200 megapixel pro grade camera ပါလာတော့ megapixel အပြင် China ဘုံတဲ့ပိုကောင်းတဲ့ camera ပါတယ်။ Sensor က Samsung ရဲ့ S5K HP3SP စင်ဆာကိုသုံးပေးထားတဲ့ Wonderwell Hybrid Chat ရဲ့ကျွန်တော်ဘက်ထရီကတော့9100 10 mAh ဆိုတော့နည်းနည်းလေးသေးသွားတယ်။ silicon carbon battery မဟုတ်တော့ဘူး။နောက် Snapdragon 7S Gen 3သုံးထားတာကတော့အတူတူပဲ IP68 ပါတာဖြစ်တဲ့အတွက်တော့ ရေးစင်ခံတယ်ဒါပေမဲ့သူရဲ့ officially site မှာ global အလုံးတွေကတော့ကျွန်တော်တို့ရေအောက်မှာ1.5မီတာမှာနိုင်ွက်ပဲရတယ်ပေါ့ China အလုံးတွေကတော့သူတို့တရက်ပညာရတယ်ဆိုပြီးတော့ကြောညာတာတွေးရတယ် Corning Gorilla Glass Pitted တူကရှင်းမျက်နှာပြင်ကိုသုံးပေးထားတာကအတူတူပဲ Sacred Resolution အနေနဲ့သုံးထားတာဆိုရင် 1.5K Resolution ကိုမှ AMOLED Display ကိုဒီ global version မှာသုံးပေးထားတာဖြစ်ပါတယ်ကြည့်ကျွန်တော်တို့ဖွင့်ကြည့်ရအောင်ပါ Redmi Note 14 Pro Plus 5G ရဲ့ big quality design အသာနာပေါ့နော်ဒီ color design ဝေးကကျွန်တော် global version အနေနဲ့ပဲဝယ်လို့ရမယ် vegan leather က China လုံးထဲမှာလုံးဝမရှိဘူးတော်တော်မိုက်တယ် back cover ရဲ့အောက်ဖက် channel လေးမှာကျွန်တော် Redmi 5G ဆိုပြီးရေးပြထားတာတွေ့ရတယ် global လုံးထဲမှာမပါမဖြစ်ပါနေကြစီးတစိတ် logo လေးကလည်းဒီမှာပါဝင်နေပေါ့ဗျာအဲ့တော့စီးတစိတ် logo ပါရင် official global အလုံးလို့အကျဉ်းအဖြစ်သတ်မှတ်လို့ရတယ် design တွင်ပြင်အနေထားအားလုံးเนาะကျွန်တော် camera back ကက်ဒစ်စပလေးနဲ့လာတာအားလုံးဒီကျွန်တော်တို့ China အလုံးနဲ့အတူတူပဲဖြစ်တယ်ဒီကောင်ကပုံမှန် glass ပေါ့နော် glass band နဲ့ထွက်တဲ့ကောင်တွေတဲ့စာရေးမဆူသလောက်လေးနည်းနည်းလေးပိုထူတယ်8.85 mm အလေးချိန်ကတော့ဒီကောင်ကပိုပေါ့သွားတယ် vegan leather သုံးထူလာတော့မသိဘူး105 gram ပဲလေးတာဆိုတော့5 0.5 gram လောက်ပေါ့တယ်ပေါ့နော်ကင်မရာဘက်ကလည်းနည်းနည်းလေးမဆူသလောက်တော့ ထွက်တာတွေ့ရမယ်။ကင်မရာဆက်ရက်ကထွက်ပေးကင်မရာဆက်ရက်မတူညီသွားတာက main sensor ကနေစမယ်ပေါ့ဗျာ။ main sensor မှာဆိုရင် official global အလုံးကိုဝယ်ရင် megapixel ပုံများတဲ့200 megapixel main camera Samsung S5K HP 3SP ဆန်စာတုံးထားတဲ့ main camera ကိုတုံးရမယ်။ဒီမှာ telephoto lens stop ပါမှာမဟုတ်တော့ဘူး။ 8megapixel ultra wide lens ရဲ့ 2megapixel macro camera ရဲ့ပါမယ်။ဒီမှာကျွန်တော် flash mili တုံးပေးထားတယ်ပေါ့။ရှေ့ဘက်မှာတော့ 20 mega selfie camera ကိုထည့်သွင်းပေးထားတာတွေ့ရတယ်ကျွန်တော်တို့ဟိုဘောင်းနေ frame နေအားလုံးတိဆောက်ပုံရတော့သူက aluminum frame ကိုသုံးထားပြီးတော့ဒီ၄ထောင်လုံးမှာပြုတ်ကျရင်ခံနိုင်အောင်ကျွန်တော် polymer buffer တွေထည့်ထားတယ်ပေါ့ဗျာအဲ့တော့အာအကျန်းခံအောင်ထုတ်ပေးထားတာတော့တေးကြတယ်ဂိုင်တော့မပေါက်ပါနဲ့။နော်ဂိုင်တော့မပေါက်ပါနဲ့ပြုတ်ကြရဲဒဏ်ရာတွေအနာတရရမလို့လို့ပါ။ pressure release hole လေးပါမယ်။ဒီမဲ့ speaker တစ်လုံးဒီဘက်မှာတော့ကျွန်တော် mic ပါမယ်။ ဒီဘက်ပြီးမှတော့ကျွန်တော် volume up down power button ပါမယ် off switch မှာ speaker တစ်လုံးတိုက်စီပေါ့ mic ကျွန်တော် sense slot လေးပါမယ်ဒီဘက်ပြီးကတော့လုံးဝပြောင်းအနေထားလုပ်ပေးတာကိုတွေ့ရပါတယ် sync cat ကတော့ dual sense slot ပါ memory card ထည့်သွင်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး screen size အနေနဲ့က6.67 inch AMOLED display ကိုသုံးပေးထားပြီးတော့ 1.5K resolution နဲ့ကြည့်ရမယ် 120Hz refresh rate support ပေးတယ်လို့ pre-brightness 3000နဲ့အထိရတာက မိုက်တယ်ပေါ့ပြီးရင် Asia 10 plus Asia 10 DCIM 300%အစရှိသဖြင့်ကျွန်တော်တို့ display မှာပါဝင်တဲ့ feature တော်တော်များများဒီကောင်မှာပါတယ် global version ဖြစ်သွားတာနဲ့အညီပေါ့ကျွန်တော်တို့ဒီ system တစ်ခုလုံးကိုမြန်မာလိုသုံးကျင်နေဟိဆိုရင်လေအဲကျွန်တော်တို့မြန်မာစာရွေးပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ language မှာမြန်မာထားပြီးတော့သုံးလို့ရတယ်ဒီမှာတော့ကျွန်တော်ကတော့အဲ English United States နဲ့ပဲဆက်လိုက်ပါမယ် security ဘိုင်းအတွက်ကလည်းအားလုံးသဘောကျမဲ့ under display fingerprint ပါဝင်တာဖြစ်ပါတယ်။ Note 14 Pro Plus Global Version လေးကိုဆက်လက်လုပ်ပြီးမြင်တွေ့ရမယ်အနေထား P-Write နဲ့၃ down နဲ့ဆိုတော့တည်တဲ့အတိုင်းတော်တော်လင်းတဲ့ထဲမှာပါပါတယ်။ AMOLED panel ဖြစ်တာနဲ့ညီအယောင်အသွေးတွေကတော့ကြည့်ရတာဒီမှာမြင်ရတာနဲ့ကြည့်လို့ကောင်းတယ်။အဲ့တော့ Google Service ဘာညာတခါလေးပါပြီးသားနော်အဲ့ဒါကူမှကျွန်တော်တို့ဒီ call recording ပေါ့နော် call recording ကတော့ Google တိုင်လာဖြစ်တဲ့အထွက်ကြောင့် ကျွန်တော်တို့ဟိုကောရကော်ရာဖန်တော့အတန်ဖန်နေပါသည်လို့អော်ပါမယ်ဒီកောင်းပါเนาะအဲ့ဒါလေးရှိမယ်အဲ့မှာကျွန်တော်တို့ကဒီမယ်ဗျာအာဒီဘတ်တန်နေပေါ့เนาะအဲ့ဘတ်တန်နေねမတုံးခြင်းမှုဆိုတဲ့သူတွေကကျွန်တော်တို့ပြင်နေနီးရလေပါတယ်เนาะ setting ထဲမှာ setting ထဲကကျွန်တော်တို့ home screen မှာ navigation ဆိုတာရှိပါလိမ့်မယ် system navigation เนาะအဲ့မှာဘတ်တန်မှာကျွန်တော် gesture ပြောင်းလိုက်ရပါပြီเนาะเนาะ เนาะอ่ะဆိုရပြီတဲ့เนาะအဲ့တော့ဒါဆိုရင်ကျွန်တော် swipe လုပ်ပြီးတော့တုံးလို့ရပါပြီ။ဘာဝင်တဲ့ hardware specification တွေဘာညာကျွန်တော်အရင်ဆုံးဝင်ကြည့်လိုက်ရပါဘောเนาะ about phone မှာကျွန်တော် ram 12 gig ပေါ့เนาะ memory extension ရဒီမှာ6 gig လို့ပေးထားတယ်။တကယ်တမ်းက12 gig တောင်ရရရမှာပြီးရင်ကျွန်တော်အဲ့ဒါက additional setting တွေမှာဝင်ကြည့်ပြီးမယ်။နောက် CPU ကကျွန်တော် 7S Gen 3ကိုတုံးထားတယ်။ HyperOS 1နဲ့ပဲရှိသေးတယ်ပေါ့နော်။လောလောဆယ်တော့သူ Global Version မှာ Android Version ကကျွန်တော်14နဲ့တုံးရမှာဖြစ်ပါတယ်။ Display and Brightness နဲ့ဝင်ကြည့်အောင်ပေါ့နော်။ Light မှု Depth မှုပါမယ်။အာ screen brightness မှာဒီကောင်က auto brightness ကိုပိတ်ထားမှ sunlight မှုပွင့်မယ်ပေါ့နော်ဒါ sunlight မှုကို on ထားရင်တော့ ဒီအလင်းရောက်များတဲ့နေရာမှာသုံးရင် display ကို p bright နဲ့ရကျင်တဲ့ဟိတ်ဆိုတော့ sunlight မှုလေးကို on ထားပါ။နောက် color shift color shift မှာတော့ကျွန်တော် vivid ဖြစ်တဲ့ color နဲ့ကြည့်မလား saturated နဲ့ကြည့်မလား original color နဲ့ pro နဲ့ကြည့်မလားပေါ့ original color pro ကတော့ပြင်ပနဲ့နှီးစက်တဲ့အရာကိုရမယ်။ဒီမှာတော့ကျွန်တော်တို့ vivid နဲ့ပဲဆန်းပြီးမယ်ပေါ့နော် adverse setting color temperature တွေကထုံးစံတိုင်းပြင်လို့ရမယ်။နောက်ပြီးရင်ကျွန်တော် reading move ပါမယ် reading move ကိုမှကျွန်တော် reading move ဖွင့်လိုက်တဲ့ဟေးဆိုတော့သိရတဲ့အတိုင်းပဲ အဲ blue light fitter လုံးလိုက်တာဖြစ်တဲ့အတွက်အဝါရောင်ဘက်ကိုတန်းသွားမယ်ဒါပေမဲ့ကျွန်တော်တို့ကတကယ်လို့အဖြူမဲပေါ့နော်ဟိုစာအုပ်ဖတ်တယ်လို့အဖြူမဲလိုချင်ရင်ဒီ classic ထဲကိုဝင်လိုက်ပေါ့နော် classic ထဲကိုဝင်ပြီးရင်ဒီ full color နေရာမှာကျွန်တော်တို့ black and white ထားလိုက်တယ်ဟိဆိုရင်စာအုပ်ဖတ်ရတယ်လို့ပေါ့နော်ဒီ display ပေါ်မှာအဖြူမဲနဲ့တုံးလို့ရပါမယ်အဲ့ဒါ classic ထဲကိုဝင်ပြီးတော့ black and white ထားလိုက်ရင်ရပါတယ်နောက်ထပ် refresh rate ကတော့ အာ default နဲ့ထားတဲ့ဟိတ်ဆိုရင်တော့အလိုလျောက်ချိန်ကြီးပေးမယ် customer ဆိုရင်တော့သူက 16hz 120hz ပြောင်းပေးမယ်ပေါ့ကျွန်တော်ဆန်းတာတော့ default နဲ့ပဲထားပြီးတော့ဆန်းလိုက်ပါမယ် AMOLED display ဖြစ်တာနဲ့အညီပေါ့နော်ကျွန်တော်တို့ဘာရမလို့ဆိုတော့ always on display ရမယ်ပေါ့နော် wallpaper and personalization နဲ့မှာရှိပါတယ် always on display ကအဲ့ဒီမှာကျွန်တော် AOD always on display ပါပါမယ်အဲ့တော့ always on display က음 ကျွန်တော်တို့ပေါ်စီပါမနော်တန်းစကတ်မေးရမှာနော်တန်းစကတ်မေးရပါမယ်10စကန်နဲ့ brother တို့နော်10စကန်နေပြိပါမယ်တဲ့1,2,3,4,5,6,7,8,9,10ပိတ်နော်ကျွန်တော်10စကတ်မေးရပါမယ်တဲ့ပြန်ပုတ်လိုက်ရင်တော့ပြန်ပုံမယ်ပေါ့ဗျာ1 เนาะအဲ under display fingerprint ကတော့အလုတ်လုတ်တာတော်တော်လက်လက်အလုတ်လုတ်တာတွေးရတယ်ပေါ့ဗျာ S ထဲမှာကျွန်တော် app lock ပါမယ်နောက် jure app ပါမယ် jure app ကတော့ဒီပါပါเนาะကျွန်တော် facebook နှစ်ခုလို viber နှစ်ခုလို့သုံးနေရင် jure app ပါမယ် app lock ပါမယ်နောက်ထပ် additional setting ထဲမှာက memory extension တော့ကြည့်ရအောင်เนาะကျွန်တော် memory extension ဘယ်လောက်ရတော့ memory extension က12 kb ထိရတယ်ပေါ့เนาะ virtual ram 12 kb ထိရဆိုတော့ 24k ထိကျွန်တော်တို့ထားသုံးကိုရတယ်ပေါ့နော်ကဲထားပါအဲ့တော့မပြောင်းလဲတော့ဘူးနော် floating window ပါမယ် frank frank camera assistant ဆိုတာကျွန်တော်ဗီဒီယို call ပြောတဲ့အချိန်မှာဘညာလာလာပပဖြစ်အောင်သုံးလို့ရတာရေနောက်တစ်ခုက cyber ပါမယ်ပေါ့နော် cyber ဖွင့်ထားတဲ့အချိန်ရင်ဘာရအောင်ဆိုတော့ဒီ cyber ဖွင့်ထားပြီးဆိုရင်ကျွန်တော်တို့ဟို application တွေကိုအလွယ်တကူရွှေ့လို့ရတယ်လို့ အဲ interpreter ကောပါညာပါမယ်။နောက် video 2ပောက်ကလည်းဒီ site 2ပောက်ထဲမှာဝင်ဖွင့်ရမှာပေါ့နော်။အဲ video 2ပောက်ဖွင့်ထားတဲ့ဟိဆိုရတော့ဒီ video 2ပောက်သုံးလို့ရတဲ့ application တွေမှာ Adobe Vision တို့အဲပါညာအယောင်ကလာပြီးပြင်လို့ရမယ်။နောက် Core 2ပောက် Core 2ပောက်ပါတာဆိုတော့ကျွန်တော်တို့ direct interpret လုပ်ပြီးတော့သုံးလို့ရမယ့် feature လေးပါပါလိမ့်မယ်။နော်ပြီးရင်ကျွန်တော်တို့ဒီ video 2ပောက်သုံးလို့ရတဲ့ application တွေက YouTube MI video ဗိမ်းမှာသုံးလို့ရတော့ကိုသုံးနေတဲ့နေရာမှာရွေးချယ်ပြီးတော့ဖွင့်ပေးလို့ရတယ်ပေါ့နော်။ ဒါကကျွန်တော်တို့သူ့ရဲ့ front camera assistant เนาะไอ้แท้มามา side 2บอกก็ရှိတာเนาะเกဟုတ်ပြီပြီးရင် second speed ပါမယ်နောက် hurry တိုင်းကြီးနေဟေးဆိုလဲဒီမှာ hurry တိုင်းလို့ရပါတယ် additional setting နေမှာပဲပေါ့เนาะအဲ့တော့အဲ့မှာလက်ပွေလေးတင်ပြီးတော့ကျွန်တော် hurry ဘယ်လောက်ရှိတော့တိုင်းကြီးလိုက်ပေါ့เนาะ เนาะကျွန်တော် VPN ဆိုပြီးတော့ rate 60ရှိပါတယ်ဆိုပြီး tag line တော့ AI subtitle တွေပါမယ်အရေးကြီးတာပြဖို့က eSIM ခဏခဏမေးတယ်ဗောနော်ဒီကောက်မှာ eSIM ပါလာကျွန်တော်ဝင်ကြည့်အောင်เนาะ eSIM က mobile network ထဲမှာ eSIM ပါတယ်เนาะဒီမှာ တန်းတော့ eSIM ဆိုတော့အဲ့တော့ global အလုံးဝယ်တဲ့ဟိတ်ဆိုရင်တော့ eSIM မှာတခါတည်းသုံးလို့ရပါလိမ့်မယ်။ Redmi Note 14 Pro Plus Global Version ရဲ့အဓိကကောင်းတဲ့အချက်တွေပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ AI feature တွေပေါ့နော်။ AI feature တွေကိုဒီ AI service တွေကိုမြန်မာလိုသုံးလို့ရတာပါ။ဒီမှာပါဝင်တဲ့ AI service ကကျွန်တော်တို့ Xiaomi 14T တုန်းကပါဝင်တဲ့ AI service ဒီအကုန်လုံးကဒီကျွန်တော်တို့ Note 14 Pro Plus 5G ပေါ်မှာလည်းသုံးလို့ရတယ် နှုတ်ထဲမှာဆိုရင်အာကျွန်တော်တို့ဟိုအတူချုပ်ပြီးမယ်ဗောနော် AI summary လုပ်ပြီးမယ်။နောက်ရိုက်ထားတဲ့စာတွေကို AI လေးရောက်ဆိုပြန်ပြင်ပြီးမယ် proofing လုပ်ပြီးမယ်ဆိုတာစလုံးပေါင်းမှန်မှန်စစ်ပေးတာရေ AI translate တခါတည်းပါတယ်။အဲ့ဒါကျွန်တော်မြန်မာလိုကနေပြီးတော့အခြားဘာသာစကားအမျိုး20ကျော်လောက်ကိုပြောင်းလို့ရတယ်။နောက် gallery ထဲမှာတော့ဗျာအဲသူ့ရဲ့ gallery ရဲ့ AI feature တွေမှာကျတော့ image expansion image ကိုရိုက်တဲ့ပုံကသိနေရင် expand ချဲ့ပြီးတာတော့နောက် ဟိုဓာတ်ပုံတွေပေါ့နော် erase photo ဆိုတာမလိုအပ်တဲ့ပုံတွေကိုဖျက်ပေးတာတို့နောက်ပြီး AI flame ကကြတော့ကျွန်တော်တို့ရိုက်တဲ့ video အပိုင်းစာတွေကိုအာဒီကောင်ကဟို AI နဲ့တခါလေဟို edit လုပ်ပေးတာပေါ့နော်သူကလည်းသူ segment ခွဲပြီး edit လုပ်ပေးတာပါ recorder recorder မှာကြတော့ကျွန်တော် speech recognition ဆိုတာကဒီကျွန်တော်တို့စကားပြောနေတဲ့အတန်ဒီပေါ်မှာမူတည်ပြီးတော့ဒီကောင်က recognize လုပ်ပြီးတော့စာလုံးတွေပြန်ရေးပြီးမှာပေါ့နော် AI translate က အတူတူပဲပေါ့နော်ကျွန်တော်တို့ဒီ record ထဲမှာပဲအဲအင်္ဂလိပ်လိုပြောထားတာမှတ်ထားတဲ့ဟိတ်ဆိုမြန်မာလိုပြန်ပြီးတာမြန်မာလိုပြောထားတဲ့ဟိတ်ဆိုရင်အင်္ဂလိပ်လိုပြန်ပြီးတာမျိုးကိုလုပ်လို့ရတယ်နောက်ထပ်က AI subtitle AI subtitle တွေကတော့ကျွန်တော် Xiaomi 14 T တုန်းကလည်းတရားရှင်းပြပေးခဲ့ပေါ့ AI subtitle တွေကကြတော့ဒီ system ကနေပြီးတော့ပြောတဲ့ဘာသာစကားတွေကို အဘာကက်ပချင်နဲ့ထိုးကျင်တာတော့မြန်မာလိုထိုးကျင်တာလားအင်္ဂလိပ်လိုထိုးကျင်တာလားကိုရီးယားလိုထိုးကျင်တာလားထိုးလို့ရမယ်။နောက် AI interpreter ကကြတော့တယောက်နဲ့တယောက်စကားပြောနေတဲ့အချိန်မှာတိုက်ရိုက်ဘာသာပြန်တာပေါ့။ကိုကမြန်မာလိုပြောလိုက်တဲ့အချိန်မှာဟိုဘက်ကအင်္ဂလိပ်လိုပြန်ပြန်ကျင်နေ AI interpreter ကလည်းဒီကောင်မှာပါမယ်။ Cycle to set ကတော့အကုန်လုံးသိပြီးသားထင်ပါလေ။ Cycle to set သုံးချင်ရင်ကဒီ bottom bar လေးကိုပေါ့နော်ကျွန်တော်ဖိထားလိုက်။ဖိထားပြီးရင်ကိုရှာခြင်းတဲ့အပိုင်းကိုဆက်ဝိုင်းပြီးဝိုင်းပြီးတော့ရှာလိုက်ရုံပဲ။ ပေါ့နော်ဒါအလွယ်တကူပါပဲအဲ့တော့ခုနကကျွန်တော်တို့ပါတဲ့ AI interpreter ကိုသုံးချင်ရသည့်တူးပေါက်ကိုဆွဲလိုက်ပေါ့နော် notification တူးပေါက်ကိုဆွဲချလိုက်ဆွဲချပြီးရင်ဒီမှာကျွန်တော် interpreter ပါပါတယ်နော်အဲ့တော့ဘာသာစကားကကျွန်တော်ပြော26မှာဆိုဒီမှာနော်အင်္ဂလိပ်ကနေ10 2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဒီပေါ့24မျိုးပေါ့เนาะဒီမှာ Burmese ကကျွန်တော်ကမြန်မာလို့ပြောမယ်အဟိုဘက်ကို အထိုင်းလိုပြန်ပြန်သေးချင်တာလားဒါမှမဟုတ်အဂျပန်လိုပြန်သေးချင်တာလားအင်္ဂလိပ်လိုပြန်သေးချင်တာလားเนาะအဲ့ဒါပြန်ခိုင်းလို့ရတယ်ပေါ့เนาะသမင်းစားပြီးပြီလား食事は終わりましたかเนาะအဲ့တော့ထိုင်းလိုပြန်တော့မယ်เนาะငါတို့เรากําลังจะกลับไปเนาะဒါဆိုရင်ရပြီပေါ့ဒါဒါ interpreter အဲ့လိုပဲကျွန်တော်ဖုန်းပြောနေတဲ့အချိန်မှာ direct ဘာသာပြန်ပြီးတော့ပြောလို့ရတယ် အဲဒီ interpret မှုကလည်းပါတယ်ဗောနော်ဒီ interpret လေးဖွင့်ထားရင်ဒါ Samsung မှာတော့စပါခဲ့တယ်ကွဲဒီတော့မြန်မာသားမရသေးဘူး Xiaomi တွေကတော့အမြင်တဲ့အတိုင်းပဲဗောနော်ကျွန်တော်မြန်မာလူပါရနေပြီဗောနော်ကျွန်တော်ပြောမှာဘာမီးနော်ဟိုဘက်ကဘာသာပြန်မှာကအင်္ဂလိပ်လိုပြန်မယ်ဗောနော်ရပြီနော်အဲ့ဒါဆိုရင် तू ကဟိုဘက်နဲ့ဒီဘက်နဲ့ပြောနေတဲ့ဟာကိုတခါတည်းဘာသာပြန်ပေးပါလိမ့်မယ် နော်ဒီမှာ interpret ဖွင့်လိုက်ရင်ယာရီပေါ့နော်ဒါကသူ့မှာပါတယ်ဒါဟိုကျွန်တော်တို့ AI translate ပဲပေါ့နော် AI interpreter ခေါ်တာပေါ့သူတို့ခေါ်တော့သူ sound recorder မှာလည်းကျွန်တော်ဒါ conversation ပေါ့နော်ကိုကမြန်မာလိုပြောတယ်သူအင်္ဂလိပ်လိုလိုက်ရေးတဲ့ဟာမျိုး transcribe လုပ်တဲ့ဟာမျိုးလည်းလုပ်လို့ရပါတယ် အခုပြောနေတဲ့ဟာတွေကိုခဏနေကြရင်မြန်မာလိုရေးပြပါဒါက Redmi Note 14 Pro Plus 5G Global Version ရဲ့ AI စနစ်တွေကိုငါတို့စမ်းသပ်နေတာဖြစ်ပါတယ်အတန်သိန်းထားတဲ့ဟာကိုကျွန်တော်စာပြမှုတော့ကဒီမှာ test ကိုနှိပ်လိုက်နှိပ်ပြီးရင်14 Pro Plus 5G Global Version ရဲ့ AI စနစ်တွေကိုမတို့စမ်းသပ်နေ ။ဘောင်နဲ့ကင်မရာကိုကျွန်တော်တစ်ချက်စမ်းကြည့်အောင်ပေါ့နော်။ဘာတွေပါလဲ။အဲ့တော့ feature တွေအနည်းငယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော် document scan ပါမယ်။200 megapixel နဲ့ရိုက်လို့ရတယ်။မှုကတက်တက်လုတ်ပေးထားတယ်။ video ကကျွန်တော် 4K ထိရိုက်လို့ရပါတယ်ပေါ့နော်။ဒီ 7th Gen 3မှာ video က 16fps လား 4K 4K 30fps အများဆုံးထားပြီးရိုက်လို့ရတာကိုတွေ့ရပါတယ်။ OIS လည်းပါပါတယ်သူက 7P lens လည်းလာတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ ultra wide lens ရမယ် zoom က digital zoom က 6x ပေါ့နော်6ဆဆွဲလို့ရမယ်ဖိုတိုမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ ultra wide lens ပါမယ်ဒါ main lens ကျွန်တော်တို့ Samsung sensor သုံးထားရပါမယ် 2x 4x ပေါ့နော် digital zoom ကတော့အစ30 ठी 38 ठी ချဲလို့ရပါတယ်နောက် portrait mode ပါမယ် night mode ပါမယ် မိုးမှာတော့ကျွန်တော်တို့ Pro Mu Panorama Slow Motion Jewelry Video Dynalis Long Exposure ဆိုပြီးတော့ကျွန်တော်တို့အဲ6မျိုးထပ်ပြီးတော့ပါသေးတယ်ပေါ့နော်ဒါကသူ့မှာပါဝင်တဲ့ကင်မရာ feature တွေပါပုံထွက်အနေထားပါညာတော့ကျွန်တော်တို့ ပုံမှန်တိုင်းပဲဗီဒီယိုထဲမှာထည့်ပေးလိုက်ပါမယ်။ sample photo အချို့ကိုလည်းကျွန်တော်တို့ထည့်ပေးလိုက်ပါတယ်။ပုံမှန်တိုင်း studio ထဲမှာရိုက်တဲ့ဒါအယုတ်လေးတွေเนาะကျွန်တော်တို့ဒီပန်းလေးတွေရိုက်တဲ့နေရာမှာတော့အယောင် color အနေနဲ့ဆိုရင် vivid ဖြစ်တဲ့ color ကိုရပြီးတော့ point and shoot မှာတော်တော်လှတဲ့အဆင်ပြေတဲ့ရုပ်ထွက်အနေအထားကိုရတယ်။အပြင်ဘက်ကျွန်တော်တို့ landscape တွေရိုက်တဲ့နေရာမှာဆိုလေရတဲ့ reset ပုံအနေအထားတော်တော်အဆင်ပြေတယ်ဆိုတော့ပုံထွက်ကိုကျွန်တော်တို့တွေးခဲ့ရတယ်ပေါ့เนาะ night mode မှာလည်းမဆိုးပါဘူး noise ကိုနိုင်နိုင်နင်းနင်းကင် ယ်နေပေါ့နော် V ကနေ ambient light တွေရှိရဲ့အနေထားမှာအော် portrait ကလည်းကျွန်တော်ဒီကောင် K80 နဲ့ရှင်ရိုက်တဲ့အနေထားပေါ့နော်ဟိုပုံတော့နောက်ရက်မှကျွန်တော်ပြလိုက်မယ်အဲ့လိုအနေထားမှာဆိုလဲ K80 နဲ့ဒီကောင်ရဲ့ portrait ဆိုဒီကောင် portrait ပုံလေးတွေကအဲ image processing ဘိုင်းပါမှုကောင်းတာတော့ တွေ့ရတယ်ပေါ့နော်။အဲတခါလေကျွန်တော်တို့ဟို point and shoot photo ရိုက်တဲ့နေရာမှာတော့အမြင်တိုင်းကောင်းနေတာမဟုတ်ဘဲနဲ့အပုံထွက်တခါလေမှတ်လာတဲ့ပုံထွက်မျိုးရတာလေတွေ့ကြရတယ်။ main camera နဲ့ ultrawide camera ရဲ့ color အယောင်တွေရလဲတော်တော်နီးနီးဆက်ဆက်ဆင်အောင်လုပ်ပေးထားတယ်ပေါ့နော်။အဲ့တော့ ultrawide အနေနဲ့ဆိုလဲတိုးတက်လာတယ်လို့တော့ပြောလို့ရပါတယ် selfie camera နဲ့ပတ်သက်ပြီးတော့အများကြီးမမျှော်လင့်ပါနဲ့ Redmi Note series တွေမှာတွေ့နေကြ image processing မျိုးပဲရမှာပါ Redmi Note 14 Pro Plus 5G Global Version ရဲ့ 7S Gen 3မှာ Mobile Legends စော်ကစားရင်ရမယ့် Graphic Setting မှာအဲဒီကောင်က Graphic မှာဆိုရင် Ultra Frame Rate မှာဆိုရင် Ultra ထိပွင့်ပါတယ်ဒီမှာတော့သူက Recommend ပေးတာတော့ Graphic ကို High ထိပဲထားဆော့လို့တော့ပြရတယ်ဗောနော်ထားပါဒါပေမဲ့ကျွန်တော်တို့ Ultra Ultra နဲ့ Mobile Legends ကိုစော်ကစားလို့ရပါတယ်အသေးစိတ်အပူချိန်တက်တာပါညာတော့ကျွန်တော်တို့ဇမ်ဘီမှာပြန်ပြောပေးပါမယ်နောက်ထပ်ကကျွန်တော်တို့ Honor ကိုကင်းဗောနော် Honor King ကို Redmi Note 14 Pro Plus 5G Global Version မှာစော်ကစားရင်ရမယ် Graphics Setting မှာ FPS က Max ပေါ့နော်120 FPS ထားပြီးစော်လို့ရမယ် Resolution ကလည်း Ultra ထိပါပါတယ်အဲ့တော့ Honor King ဆိုမယ်ဟိဆိုရင်တော့အမြင့်ဆုံး setting နေနဲ့ဒီ Global Version မှာစော်လို့ရပါတယ် Redmi Note 14 Pro Plus Global Version ပေါ်မှာ Badge စော်ကစားရင်ရမယ် Graphics Setting မှာ HDR H Twin ရမယ် Now HD H Twin ပွင့်မယ် Valence H Twin ပွင့်မယ် smooth h twin ပွင့်မယ်ပေါ့နော်အဲ့တော့60 fps နဲ့ပဲကျွန်တော်တို့ဆော့ကစားလို့ရပါမယ်ဂျာရိုဆန်ဆာပေါ့မပေါ့ကတော့ကျွန်တော် training room ထဲမှာဝင်ပြီးတော့စန့်ကြည့်လိုက်ပါမယ်နောက်ကျွန်တော်ဂျာရိုဆန်ဆာကတော့မြင်နေတိုင်းပဲတော်တော်လက်လက်အလုပ်လုပ်တာတွေ့ရပါမယ်ကျွန်တော် scope တော့မချိန်ကြည့်ရသေးပါဘူးချိန်ပြီးချက်ပစ်ကြည့်လိုက်ပါအောင်မယ်ပေါ်တော့ပေါ်ပဲ ပေါ်ပါရယ်ပေါ့နော်ဒီမင်းညွေနေတိုင်းပါပဲပေါ်ပါရယ်ပေါ့နော် gyroscope တော်တော်ပေါ်တာတွေ့ရတယ်ဘာဝင်တဲ့ display နဲ့အတန်ထွက်ကိုကျွန်တော်တို့စမ်းကြည့်အောင်ပေါ့နော် speaker ကတော့နှလုံးပါတယ်အပေါ်မှာတစ်လုံးအောက်မှာတစ်လုံးပေါ့နော်အဲ့တော့စမ်းကြည့်အောင်ပါ င်တွေးတဲ့အတိုင်းပါပဲဗောနော်ဟိုကျွန်တော်တို့ color accuracy brightness တင်းတော့အတန်ရဲ့ sound quality ဟာဒီမှန်ခုံးဖုံးတစ်လုံးနေနေဆိုရင်တော်တော်ကို မိုက်တဲ့အတန်ထွက်ကိုရရတယ်လို့ရုပ်ထွက်ကြည်လင်ပြသမှုကလည်းတော့မာတီမီယာခံစားဖို့အတွက်ကတော့ perfect ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဗီဒီယို2ပေါက်လေးတစ်ချက်ပြเสียရှိတာဗောနော်ဒီကောင်ကကျွန်တော်က VSC player နဲ့ဆန်းလိုက်တာဆိုတော့အဲဗီဒီယို2ပေါက်လေးကိုမမြင်လိုက်ရမှာမဆိုလို့တစ်ချက် ပြပြပါဦးမယ်။ဗီဒီယို211 VLC player တွေကမဖွင့်ရသေးလို့မပေါ်တာနော်။အဲ့မပြနိုင်ဘူး။ဒီမှာမှာဟို YouTube ကပါလာပြီဆိုတော့ OBI Vision support ပြီးတဲ့အတွက်ကျွန်တော်တို့အယောင်လေးကာလာတွေကစိတ်ကြစီကြီးနေပါလား။ဟုတ်ကဲ့ဒီ manager ကြီးကျန်အဲ့ဒါကလည်းအေးစီအာ The storms we chase are leading us, and love is all we'll ever trust. No, I don't want to be so left. So we have all this to do, right? ဒါလို့ဆိုရင်တော့ Redmi Note 14 Pro Plus မှာပါဝင်တဲ့ feature တွေအားလုံးကိုမြင်ခဲ့ပြီလို့ ထင်တယ်ပေါ့နော်အဲ့တော့ big quality ဒါနာကတော့မြင်တဲ့အတိုင်းကျွန်တော်တို့ဒီ global အလုံးမှာပဲဒီ leather texture design ကိုကင်လွင်းရမှာကျွန်တော်တို့ china အလုံးနေမှာဆိုရင်ဒီလို leather texture design မထွက်ဘူးပေါ့နော်အဒီကောင်လေးကိုကျွန်တော်ကတော့နောက်က leather texture နဲ့ကင်ရတာတော့တမျိုးသဘောကြတယ်ပို့ပြီးတော့ premium look ကြတယ်လို့လည်းခံစားရတယ်ခေါင်းထဲချက်ကအမောက်ကနှစ်နှစ် ပါဝင်တာကောင်းတယ်။ပါဝင်တဲ့ SOC 7 Agenda 3တော့တည်ရတိုင်း China ဝဝဲ Global ဝဝဲအတူတူပဲပေါ့။အထူးသဖြင့်ဒီကောင်ကိုဘယ်လိုလူမျိုးတွေကိုကျွန်တော်ညွှန်းညင်လဲဆိုတော့ကိုကအဲဒီ Remy ပေါ့နော် Remy ကိုစကင်မဲ့သူမျိုး notification တွေအရေးကြီးတဲ့ရုံသမားလူမျိုးဆိုရင် China လုံးဝယ်မဲ့စားဒီကောင်ကိုဝယ်လိုက်မယ်ဟိဆိုရင်အာမခဲ့နှစ်နှစ်ရမှာဖြစ်တယ်လို့ Google Service တွေလည်းအဆင်ပြေပြေသုံးလို့ရတယ် notification နောက်ကြတာမရှိဘဲနဲ့ အမိုက်စာသုံးလို့ရမယ်ပေါ့ဗျာဟိုပုံမဲ့ China ဒီ not ဒီနောက်ကြတာပြုပြင်ပြီးသုံးလို့ရတယ်သူတို့မပြောလို့ပေါ့ဘလုံးဝ Redmi ကိုမကင်ဘူးသေးဘူးပြောင်းကင်နေတယ်ဆိုတဲ့သူမျိုးကတော့ဒီ Redmi Note 14 Pro Plus Global ကိုဝယ်လိုက်ရင်တော့အပို့ပြီးတော့ quality ဖြစ်မဲ့အနေအထားရှိတယ်ပေါ့နော် performance မှာ performance ဆိုတဲ့ဦးစားပေးတဲ့သူတွေကတော့ဒီဒီဝင်ချင်းမှာ K80 ကတော့သူ့ထက်ပို့ပြီးတော့မိုက်မယ်ဒါပေမဲ့ Note 14 Pro Plus လို့ Advanced AI ကိုရှယ်သုံးရမှာမဟုတ်ဘူးလို့ပြောရတယ်။ဒီနေ့ဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ပါမယ်။အားလုံးပိုင်ပိုင်ပါ။ Here we go.